အိန္ဒိယနိုင်ငံ New Delhi မြို့တော်မှာတလင်းလာနေက ဖြစ်ပွားခဲ့တဲ့ကားဘုံပေါက်ကွဲမှုကိုအကြမ်းဖက်မှုဖြင့်အိန္ဒိယစိုးရကတတ်မှတ်လိုက်ပါတယ်။စုံစမ်းစစ်ဆေးအာဏာပိုင်တွေကကားဘုံပေါက်ကွဲသူလို့တန်တရားရှိသူဟာပါကစ္စတန်နိုင်ငံက Islamic စစ်သွေးကြော်တွေနဲ့ဆက်ဆံနိုင်တယ်လို့ပြောဆိုကြပါတယ်။တမိုင်းဝင်ရဲတိုက်နေအနီးမှာဖြစ်ပွားခဲ့တာမှာလူရှင်ဦးတည်ဆုံပြီး20ဦးထပ်မင်းတရားရရှိခဲ့ပါတယ်။အိန္ဒိယစိုးရကတော့ပြစ်မှုကျူးလွန်သူတွေကိုစုံစမ်းဖော်ထုတ်ပြီးတရားဥပဒေတိုင်ဖြစ်စေရမယ်လို့ဗိုလ်ဒုံးနေ့မှာကြေညာပြုခဲ့ပါတယ်။ The cabinet directs that ဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးမှုကိုအချိန်မဆွဲဘဲအထက်နိုင်ဆုံးအရေးတကြီးနဲ့အပိုင်နိုင်ဆုံးဆောင်ရွက်ဖို့အစိုးရကညွှန်ကြားထားပါတယ်။ဒါမှပြစ်မှုကျူးလွန်သူတွေသူတို့နဲ့ပူးပေါင်းကူညီသူတွေနဲ့နောက်ွယ်ကထောက်ပံ့သူတွေကိုပေါ်ထုတ်ပြီးအချိန်မဆွဲဘဲတရားမျှတမှုရရှိအောင်ဆောင်ရွက်နေမှာဖြစ်ပါတယ်လို့သတင်းနဲ့ပြန်ကြားရေးဝန်ကြီးကပြောဆိုပါတယ်။အိန္ဒိယအာဏာပိုင်တွေကတော့ဒီပောက်ကွဲမှုနဲ့ပတ်သက်လို့ဘယ်သူ့ကိုမှအမည်နဲ့တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ဒါပေမဲ့ ဒေတာတွေမီဒီယာတွေမှာတော့သေဆုံးသွားတဲ့ဘုံဖောက်ခွဲသူလို့တန်တရားရှိသူကကက်ရှမီးယားပြည်နယ်ကဆရာဝန်တူဦးလို့ဆိုပါလေခင်ဗျာ။